လို့မြမဝတ်စုံတယ်တချင်းအဲ့လိုမပြောဘူးပြောပြနေကြမဟုတ်ဘူးရမ်းရှည်တဲ့အရာတွေနဲ့ဆိုရှင်ဘောင်းမရှည်ဆိုလို့ရတယ်ခုခုနဲ့တိုက်နေရဆိုလို့ရှင်မရဟိုတချင်းမိတတ်တဲ့ချင်းရှင်ဒီနေ့တော်ပြီးအဆင်ပြေဟာအင်္ဂပရိသတ်တွေနော်တက်စမ်းလေးဖြစ်နေအောင်ဟောအမျိုးသချင်းနေရောဆိုတော့ဒါမှမဟုတ်အောက်မှာကိုထပ်ပို့ပြီးတော့မြူလိုက်ကပေးကြတာလေအရင်ဆင်ပြေသွားတယ်အရှင်းစားသာမေ့မလားဘောငကိုတည်းကခဏခဏမေ့တတ်တာအစိတ်ပူနေရလေဆင်ပြေသွား အခုကတော့ပြန်ပို့ပြီးတော့ပြန်လှကျင်သွားပြီအဓိကစိတ်ပါပဲဟိုစိတ်ပါပဲဟိုလှကျင်တဲ့စိတ်ရှိတဲ့ခါကျလို့ရှင်လှအောင်နေတာပေါ့နော်ဘုံဆိုလှကျင်တဲ့ချိန်စိတ်ဖြစ်သွားရင်အဲ့လိုလှကျင်လှကျင်တဲ့ဘက်ကိုရောက်သွားအဲ့လိုတချင်းတချင်းဆိုလဲတချင်းအဲ့တိုင်းပဲတချင်းထုတ်ချင်တဲ့ဆိုဘုံဆိုကောက်ထုတ်လိုက်ရောဘုထုတ်ထွက်တော့မှာတချင်းကတော့အဆွေတချင်းပဲဒါပေမဲ့ပုံစံနဲ့နဲ့နေပြောင်းထားတယ်တက်တာစားတာပြောင်းတည့်ရတယ်အာတက်စာရှိသူတိုင်းအတွက်ကမြည်ရည်ဖောက်ပြန်တဲ့သူတိုင်းအတွက်ကပျော်ရွှင်မှု တောင်ဝင်စိန်တိုင်းတဲ့အရင်တည်းကလည်းလက်တွဲပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒါဒီနေ့တောင်ဝင်စိန်တိုင်းဖွင့်ပွဲမှာဟိုတချင်းတီဆူဖြော်ပြဖို့နဲ့ဖိတ်ချုပ်ဖြတ်ဖို့ဖိတ်ဖိတ်လို့လာဖြစ်တာပါဟုတ် ကောင်းစိန်တဲ့နေရာ like လဲလွှင့်မှုရဲ့ပြီးတော့အာ photo တွေလဲရိုက်ပြီးတော့ပေါ့နော်အရန်အဆင်ပြေပါတယ်တဝန်စိန်တဲ့ဟိုမိသားစုလိုပဲသွားတာဆိုတော့လေပြောဖို့လည်းကောင်းပါလားအရန်လာတယ်ဒီအဲဒီ set လေးဆိုလို့ရှိရင်အစွတ်အတီးတဲ့ထုတ်ထားပြီးအောင်လို့ပြောတယ်ဒါလည်းအရန်လာတဝန်စိန်တဲ့ကစိန်နေရာတော့ပြောစရာမလိုပါဘူးဟုတ်အရန်လာတဝန်စိန်တဲ့ကစိန်နေရစိန်နေဟိုကပြောစရာမလိုတော့ဒီဇိုင်းဒီဇိုင်းရောလက်ရာရောပေါ့နော်လက်ရာဆိုတော့အားလုံးကအဖြစ်ပြောစရာမရှိအောင်ရန်လာပါတယ်အရန်လည်းကြီးကြီးခန်းထားတယ် အာဝင်ရတာလဲဒါဝင်တဲ့သူတွေအတွက်လည်းအရင်အဆင်ပြေရပေါ့နော်ဒီတော့စိတ်တိုက်ရဲ့စိတ်တိုက်ကြီးရောအရင်ကြီးကြီးခံထားတဲ့စိတ်တိုက်ကြီးပါစိန်လာအဲ့လိုစိန်ကြိုက်တာပေါ့ဆိုတော့စိန်ကြိုက်တာဆိုတော့အဲ့လိုစိန်လေးကြီးအကိုကိုလိုချင်တဲ့ဟာလေးဆွ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 ထားတဲ့ဟာရှိတယ်ဟိုပြီးတော့မှသေးပြန်ခတ်ပေါ့လို့ပြောခုနိုင်မို့ခုလာတော့မေးကြလားအဲ့နီရောစလုံးတော့ပေါ့တာမီနီရလှူတဲ့ခါလည်းလှူတာပါဟုတ်လို့အမေကကျတော့စိန်တို့ပလဲသူပလဲကြိုက်တယ်ကြောက်တယ်လည်းကြိုက်တယ်ပေါ့နော်အရင်တော့ ကြောက်တီးစုပြစ်သေးရဲ့အဲ့မှာခုနကမှကြောက်မစုပြစ်တော့စိန်ကစောကြီးရဲ့အစိန်စိန်ုံပူကြိုက်တယ်အာနောက်နောက်ထပ်ဒါဒီရပထမဆုံးနေ့ချင်တယ်เนาะငားရဲ့မြောက်ဆိုနောက်ထပ်၄ရက်ကြံပါသေးရဲ့အဲနောက်ထပ်၄ရက်မှာလာမယ့်အမှုပညာရှင်တွေကိုလာအားပေးနေတော်ဝင်စိန်တိုက်ကိုလည်းလာအားရအားပေးလို့ဖိတ်ခေါ်ပါတယ်ရှင်ဒီနေ့တခြင်းမန်နီယာဆိုရှယ်မှာလို့မြန်မာဝန်ဆောင်တဲ့တခြင်းအဲ့လိုမပြောပြောပြနေကြမဟုတ်ဘယ်နေကြမို့ရဲ့ရအဲ့လိုသမိန်သမိန်နဲ့အဲ့လိုဖြောပြင်လို့ရှိရင်ရှင်းဟိုသမိန်မဟုတ်ဘူးအောက်ဂါဝင်အရှိလို့ အရှည်နဲ့ရမ်းရှည်တဲ့အရာတွေနဲ့ဆိုရှင်ဘောင်းမရှည်ဆိုလို့ရတယ်။ခုခုနဲ့တိုက်နေရဆိုလို့ရှင်မရဘူး။ဟိုတချင်းမိတတ်တဲ့ချင်းရှင်ဒီနေ့တော်ပြီးအဆင်ပြေွားအင်္ဂါပြိတ်သက်တယ်နော်တက်ဆန်းလေးဖြစ်နေအောင်ဟိုအမျိုးသချင်းနေရောဆိုတော့ဒါမှမဟုတ်အောက်မှာကိုထပ်ပို့ပြီးတော့မြူလိုက်ကပေးကြတာလေအရင်အဆင်ပြေွားအဲ့လိုမျိုးအဲ့လိုမျိုးတော့မထင်တာမနက်မနက်ဆိုရတာလည်းပါတယ်ဗောနော်မနက်ဆိုရရင်ငါအရှင်းစားတာမိမလားဗောငါကိုတည်းကခဏခဏမိတတ်တာအစိတ်ပူနေရလေအဆင်ပြေွားအမြဲလွဲနေဒီနေ့မလွဲလိုက်ဘူး ။ဟိုအရင်တော့ဆိုပို့လွဲ။ဟိုလဲဆိုဟိုဗာလဲမင်္ဂလာဆောင်မှာတစ်ခါပထမဆုံးပြင်းမမြင်စားထွက်တော့တော့တပိုင်လုံးမေးသွားဘူးလေ။တပိုင်လုံးမေး။အဲ့လိုမျိုးဖြစ်ပြီးတခါဟိုအရင်အဲတချင်းဘယ်ပွဲမှာလဲမသိဘူး။ဃာဝင်အရှိချုပ်ပေးလိုက်တာ။အဆိုင်နာဃာဝင်အရှိချုပ်ပေးလိုက်တော့ဃာဝင်အရှိကြီးနဲ့အဲ့လိုမျိုးစုံနေတာမဟုတ်ဘူး။အရှိကိုမဝစ်တတ်တာမဟုတ်ဘူး။ဘယ်လိုမျိုးခြေခြေတောက်နဲ့အဲ့လိုပိတ်စားနဲ့တိုက်နေတယ်။ အဲ့ဟာကိုအာယုံအဲ့ကိုရောက်ပြီးတော့တချင်းဆိုလို့မရဘူးစာသားမေးရငကိုတည်းကပုံမှန်ကမေးတတ်တာမေးတတ်တာဆိုအဲ့လိုအဲ့မှာမေးွာစာသားမေးမေးွာခဏခဏမေးတာအဲ့အာယုံရောက်နေဆိုကိုမစိုးတတ်တော့လေလမ်းအောင်ဘယ်လိုရှောက်အောင်မသိတော့အဲ့လိုဆိုဒီနေ့ကမြမဝတ်ဆောင်တယ်မြမဝတ်ဆောင်တယ်ဘယ်လိုဆိုရင်ကောင်းလဲမြမဝတ်ဆောင်ကပြောတာပေါ့မြမဝတ်ဆောင်ကကိုယ့်ကိုပွဲတက်တာဝတ်တယ်ပွဲတက်တာတော့ဘာလို့လဲအဲ့လိုတချင်းဆိုတာမနှစ်ပိုင်းဆိုတာကြတော့အဲ့ဒါစဉ်းစားနေမှုဒါပေမဲ့အောက်ပွဲလဲဆိုလဲဆိုတော့အောက်မှာ အားပေးတဲ့ပြိသက်တွေရောအကုန်လုံးကိုယ့်ထက်ပို့ပြီးတော့လမ်းနေကြမြူးနေကြဆိုတော့အဆင်တော်တော်ပြေသွားပါတယ်အခုကတော့ပြန်ပို့ပြီးတော့ပြန်လှကျင်သွားတယ် ပြန်လှခြင်းကအဓိကစိတ်ပါပဲ။ဟိုစိတ်ပါပဲ။ဟိုလှခြင်းနဲ့စိတ်ရှိတဲ့ခါကျလို့ရှင်လည်းလှအောင်နေတာပေါ့နော်။အဲတခါကျလို့ရှင်လည်းအရင်တော့ကျတော့နည်းနည်းဟိုစားရတဲ့တောက်တဲ့ဆိုတော့ဝရတဲ့ခါကျနည်းနည်းဝနေတဲ့ခါကျလို့ confidence မရှိဘူးပေါ့။အခုတော့အော်ဝေးလို့ရှင်ကဒါလေးဝေးလိုက်ကိုကိုကိုအရန်လှမယ်လို့ထင်ပါ။အဲ့လိုဆိုအဲ့လိုပဲဟိုစီစဉ်ပြီးတော့ဝေးဖြစ်တာပေါ့နော်။နောက်ပြီးတော့ပွဲရလည်းဘာလေးလို့ရှင်နဲ့ဘယ်လိုပုံစံလေးဆိုပြီးတော့ပြောတဲ့ခါကျရင်ကိုနဲ့အဲဟိုလိုက်ဖက်တဲ့ ပုံစံလေးတွေကိုဒီဇိုင်နာကိုပြောတယ် stylist ကိုပြောပြီးတော့ကျူတင်စီစဉ်ဖြစ်တာပေါ့အဲ့လိုမဟုတ်စိတ်ပဲစိတ်ကကနာမမြင်ဘူးလှကျင်တဲ့ခါကျလှကျင်ပေါ့ချင်းတခုမရှိဘူးကိုကကိုလှကျင်တဲ့ချိန်ကျရင်အဲ့လိုဝုံးဆိုလှကျင်တဲ့ချိန်စိတ်ဖြစ်သွားရင်အဲ့လိုလှကျင်လှကျင်တဲ့ဘက်ကိုရောက်သွားအဲ့လိုတချင်းတချင်းဆိုလဲတချင်းအဲ့တိုင်းပဲတချင်းထုတ်ချင်တယ်ဆိုဘုံဆိုကောက်ထုတ်လိုက်ရောဘုထုတ်ထွက်တော့မှာမနှက်ပြန်ထွက်ဖို့လုပ်ထားတယ်အဲ့တော့တော့လုပ်ထားတယ်ဒါပေမဲ့ CGI နေပါတယ်ရှိတော့ဒါပေမဲ့ထွက်ဖို့လုပ်ထားတယ်ဒီနေ့ခဏနေ ခံမင်းစွန့်တယ်လို့အဲဆန်းကဒီအမိရမပါဘူးရေးထားဟိုတချင်းအပ်ထားတာကြာပြီပြက်တာရေးပေးထားပြက်တာရေးပေးထားဆိုတော့နည်းနည်းထွက်ရည်ကြည့်တချင်းကတော့အဆွေးတချင်းပဲဒါပေမဲ့ပုံစံနဲ့နည်းနည်းပြောင်းထားတယ်ဒါထားပြီးစာသားတွေကတော့စာသားတွေကတော့ဒေတာစာသားတွေကတိရတိုင်းပဲအာတစ္ဆာရှိသူတိုင်းအတွက်ကမျက်ရည်ပောက်ပြန်တဲ့သူတိုင်းအတွက်ကပျော်ရွှင်မှုစာသားစာသားအကြောင်းတိုင်းကောင်းတာရေးပေးထားတော့ကြာပြီဒီပုတ်ပြီးနောက်ထပ်ပုတ်ရှိပုတ်လည်းရှိသေးတယ်အဲ့ဒါလည်းပြက်တာပဲပေါ့နော်အဲ့ဒါအခုစီစဉ်ပြီးတော့တခါတည်း တခါတည်းရိုက်လိုက်တာတခါတည်းရိုက်ပြီးတော့မကြသေးဘူးရိုက်တာတရက်နေ့မှရိုက်တာရိုက်ပြီးတော့အဲ့အသေးအတန်အသေးအတန်ထွက်မယ်ဆိုပြီးအဲ့လိုအရင်တော့တခြင်းခွေထုတ်လို့ရှိရင်လားဒီတိုင်းမှာဆိုတော့အမြန်မြန်မြန်ဟိုကိုထုတ်ချင်တဲ့စိတ်ဖြစ်လာရင်အဲ့အတင်းလောက်တာဘင်းကားလူတွေပင်မနာကိုလည်းပင်မနာပါတော့ဘယ်လိုပင်မနာလဲဒါမဲ့အခုနှက်ပြန်ထွက်ဖို့လုပ်ထားတာဒီတစ်ခါကပုံစံနည်းနည်းလေးပါရမီပုံစံမျိုးနဲ့အသေးကွက်သခြင်းအဓိကစာသားစာသားအဓိကပါတော့အဲ့လိုဆိုတော့နားထောင်ပြီးတော့ ဝေဖန်အပေးပြပါအောင်လို့အဲဆိုအပေးပြီးတော့ချစ်ခင်နေကြတဲ့ပရိသတ်တရားလုံးကျေးဇူးအများကြီးတင်ပါတယ်။တခြင်းထွက်ဖို့နည်းနည်းလေးကြာသွားတဲ့အတွက်လည်းတောင်းပန်ပါတယ်။တော်ဝင်စိန်တိုင်းကအဲနှစ်ပေါင်း40ကျော်ပြီပေါ့နော်။အောင်မြင်မှုတွေရရှိလာတာ။အခုလည်းအဲတောက်လျှောက် အောင်မြင်နေတော့မယ်။ဒီထက်မကတဲ့အောင်မြင်မှုများစွာကိုလည်းဆက်ပြီးတော့ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါရှင်။